မင်္ဂလာပါမိတ်ဆွေတို့စီးပွားရေးလုပ်ငန်းလုပ်တော့မယ်လို့တွေးနေပြီလားဒါမို့စီးပွားရေးလုပ်ငန်းအခုချိန်ငါဘာလုပ်ရင်ကောင်းမလဲလို့စပြီးစဉ်းစားနေပြီလားအဲ့လိုစဉ်းစားနေကျွန်တော်အမိတ်ဆွေတို့တွေးတိုးလို့ရမယ့်အချက်ကလေး၅ချက်နဲ့မိတ်ဆက်ပေးချင်တာဖြစ်ပါတယ်ပထမဦးဆုံးတစ်ချက်ကအားလုံးနဲ့တွေးမိမှာပါ finance လို့ခေါ်တဲ့ငွေကြေးပါမိတ်ဆွေတို့စီးပွားရေးအတွက်ကို ရင်းနှီးမြှုပ်နှံမှုလောက်ဖို့အတွက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီစီးပွားရေးလုံနေစဉ်အတော်အတွင်းမှာမိမိရဲ့စားဝတ်နေရေးကိုဖြည့်ရှင်းမှုအတွက်ပဲဖြစ်ဖြစ်မိတ်ဆွေမှာလုံလောက်တဲ့ငွေကြေးပမာဏရှိနေပြီလားနော် finance မိတ်ဆွေအနည်းဆုံး6လကနေတနှစ်ကြာငွေကြေးစောင့်ထားပါမယ်လုပ်ငန်းတွေဆိုချက်ချင်းအောင်မြင်သွားတယ်ချက်ချင်းတုတ်တက်သွားတယ်ချက်ချင်းကြီးပွားသွားတယ်ဆိုတာဟာဖြစ်တောင်ပြက်ကဲကိစ္စပါဒါကြောင့်မို့မိတ်ဆွေလုံတဲ့စီးပွားရေးမှာမိတ်ဆွေဒီဒီစီးပွားရေးကို မမိတ်မတုံသောဆွဲလုံးလောက်သွားဖို့အတွက်ကငွေကြေးတစ်စိတ်တစ်ပိုင်းလိုပါတယ်။အများကြီးတော့မဟုတ်ဘူးဗျာ။ငွေကြေးတစ်စိတ်တစ်ပိုင်းဒါမှမဟုတ်လို့ရှိရင်လေကိုယ့်ရဲ့လုပ်ငန်းတွေမှာဘတ်ကက်ပေးမယ်ဟဲ့ကျွန်တော်တို့ဒယ်ဒီတို့မာမီတို့ရှိပြီလား။ကျွန်တော်တို့ maybe ပေါ့နောက်ကနေ support ပေးမယ် border တွေအပေါင်းအသင်းတွေ idea တော့ရှိတယ်ဗျာငွေကြေးကိုတခြားလို့ထောက်ပံ့ပေးမယ်ဒီလိုမျိုး investor တွေရှိလဲဆိုလို့ရှင်လေမိတ်ဆွေဒီစီးပွားရေးလုပ်ငန်းစတင်လို့ရပါတယ်နောက်တစ်ချက်ကတော့မိတ်ဆွေလုံးမဲ့အလုံးနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံရှိလားဒါမှမဟုတ် ဘဟုတုတ္တရှိလာအဲ့တော့ knowledge experience မဲဆွေမှာတခုခုရှိဖို့လိုပါတယ် knowledge experience မရှိပါနဲ့ဘယ်စီးပွားရေးလုပ်ငန်းကိုမှဝင်လုပ်ဖို့မသင့်တော့ပါဘူး။ဘာလို့ဆိုတော့စီးပွားရေးလုပ်ငန်းကိုလုပ်ခြင်းအပြင်မြက်ကန်တော်တော်ဖြစ်နေပါလိမ့်မယ်။မဲဆွေသည်အလုပ်ကိုစံတော်ဝါလုပ်နေရင်းနဲ့မှငွေကြေးကုန်ကြမှုတွေအချိန်ကုန်ကြမှုတွေပြီးလို့ရှိရင်အစိုးဆုံးကတော့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်လာနေတာပါ။ဒါကြောင့်မြက်ကန်ဆန်အိုးတိုးတာမြက်ကန်တော်တော်တာမလုပ်ပါနဲ့ကျွန်တော်တို့ဒီစီးပွားရေးလုပ်မယ်ဆိုတဲ့ဟိုက ကိုမှ knowledge ရှိပြီလားဒါမှမဟုတ် experience ရှိပြီလားစီးပွားရေးကိုစလုပ်စီကြပါတယ်နောက်တစ်ခုကကျွန်တော်တို့မှာ network ပေါ့ဥပမာမိတ်ဆွေကစားတော့ဆိုင်ဖွင့်နိုင်မယ်ဆိုလို့ရှိရင်ဟင်းသီးရွက်လေးကိုဘယ်ရမှန်ကောင်းမလဲ နော်အသားတွေငားတွေကိုဘယ်ရမှိုင်ကောင်းမလဲစတဲ့ဖြစ်မော်အဲ့လိုမျိုးနေရာကောင်းကောင်းမိတ်ဆွေအဲ့ဒီ community နဲ့တည်နေသလားအဲ့ဒီ network ကိုမှရှိနေသလားမိတ်ဆွေကကုံစုံဆိုင်ဖွင့်နေမယ်ဆိုရင် community တွေဘယ်ရဝယ်ရမလဲအဲ့ community တွေငါဘယ်နာကောင်းကောင်းရနိုင်မလဲစတဲ့ဖြစ်မော်အဲ့လို network ကိုမိတ်ဆွေမှာချိတ်ဆက်မှုတွေရှိပြီလားအဲ့ဒီ network ရှိနေလို့ရှိရင်မိတ်ဆွေစီးပွားရေးလုပ်ငန်းစတင်လို့ရပါတယ်နောက်တစ်ခုကတော့ market ဖြစ်ပါတယ်ဒီဒီကွက်ကချိန်တွေပေါ့ငါဒီဝင်ဆောင်မှုကိုလုပ်လိုက်တာ ਨੇ ချိန်တွေပေါ့ပေါ့မှာဒါမှမဟုတ်ငါဒီ company စီးကိုထုတ်လိုက်တာ ਨੇ ချိန်တွေပေါ့ပေါ့မှာ ိနေတာနော်သိနေတယ်ဆိုတဲ့နေရာမှာကိုသည်ကိုလေးလာဆန်းစစ်ခဲ့တဲ့အတွေ့အကြုံပေါ်မူတည်ပါတယ် market research လို့ခေါ်တဲ့မေဆွေသည်ဈေးကွက်သူတေသနာကိုတိတ်တိတ်ချာချာလုပ်ပြီးတော့ okay ကောင်းပြီငါဒီပစ္စည်းကိုရောင်းရင်ဒီလောက်ဒီလောက်မြတ်မယ်ငါဒီပစ္စည်းဒီဒီနေရာမှာဈေးကွက်ရှိတယ်ဒီနေရာမှာ customer ရနိုင်တယ်ဒီဝန်ဆောင်မှုကိုပေးရင်တော့ငါအဆင်ပြေနိုင်တယ်စသဖြင့်အတွေးခေါ်လေးတွေရှိနေပြီဆိုရင်မိတ်ဆွေသည်ဒီ market ကိုစပြီးတော့ဝင်ဖောက်တက်ပါတယ်เนาะစီးပွားရေးစလုပ်တက်ပါတယ်အဲ့တော့ market ရှိနေတာ နောက်ဆုံးတစ်ခုကတော့အရေးကြီးဆုံးချက်ပါမိတ်ဆွေရဲ့ရွယ်ချက်မိတ်ဆွေရဲ့ရည်မှန်းချက်ဒီငွေဆိုတာအရာထက်ပိုတယ်ဆိုလို့ရှင်အဲ့ဒီစီးပွားရေးကိုဆလုပ်တင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မျက်လုံးမိတ်ပြီးလောက်ခိုင်းတာမဟုတ်ဘူးကို့မှာပြင်းပြနေတဲ့စိတ်ဆန္ဒဒီအားဒီချင်းဒီပေါ့ငါရဲ့ရည်မှန်းချက်ငါရဲ့ရွယ်ချက်ဖြစ်တဲ့ဒီဇိုင်းမမတ်သွားမယ်မမတ်မတုံသောစွဲတွေလုံးလာနေတဲ့သွားမယ်ဆိုတော့မိတ်ဆွေရဲ့ရည်မှန်းချက်ကငွေဆိုတဲ့အရာထက်ပိုတယ်ဆိုလို့ရှင်အဲ့ဒီစီးပွားရေးကိုမိတ်ဆွေဆလုပ်ဖို့တက်ပါတယ် ဲ့ဒါကတော့ကျွန်တော်စီးပွားရေးလောကတဲ့ဝင်တော့မယ်ဒါမှမဟုတ်စီးပွားရေးနဲ့ပတ်သက်ပြီးကိုလှုပ်တော့မယ်ဆိုလို့ရှိရင်ဘယ်စီးပွားရေးလုပ်ငန်းမဆိုလှုပ်တဲ့အချိန်မှာစဉ်းစားဖို့အချက်ကလေး၅ချက်ဖြစ်ပါတယ်ဒါကတော့မိတ်ဆွေတို့ကိုမျှဝေပေးတာပါမိတ်ဆွေတို့စီးပွားရေးမလုပ်ခင်မှာစဉ်းစားလို့ရအောင်ပါအဲ့ဒီတော့အကိအများကိုစီးပွားရေးလှုပ်ချင်တယ်ဘာဒီလောက်ကမှမသိဘူး idea မရှိသေးဘူးဒါမှမဟုတ်လို့ရှိရင်ကို့မှာငွေတော့ရှိတယ် idea မရှိတာတခါကျရင်ကို့မှာ idea လည်းရှိတယ်ငွေတော့မရှိတာလူမျိုးအဖြစ်ပြက်တွေမှာကျွန်တော်တို့အနေနဲ့ business idea generation BIG big အဲ့တော့မိတ်ဆွေတို့စီးပွားရေးလောကမှာကိုကိုတိုင်းလုပ်ငန်းရှင်ဖြစ်ဖို့အတွက်တွေးခေါ်နေပြီဆိုရင်ကျွန်တော်ရဲ့ BIG big တင်နန်းလေးကိုလာတက်ဖို့အတွက်ပြေကောပါတယ်တင်နန်းကအခမဲ့ဖြစ်ပါတယ်လာမဲ့တနင်္ဂနွေနေ့ညနေပိုင်းမှာကျွန်တော်မျှဝေသွားမှာဖြစ်ပါတယ်အဲ့ဒီတနင်္ဂနွေနေ့ညနေပိုင်းမှာ မျှဝေမယ်တဲ့နန်းကိုစိုက်ပါဝင်စားမှုရှိတယ်မိတ်ဆွေတက်ရောက်လေးလာခြင်းနဲ့ဆိုလို့ရှိရင်အခမဲ့ဖြစ်ပါတယ်အောက်မှာပေးထားတဲ့ link လေးထဲမှာမိတ်ဆွေတို့ရဲ့နာမည်အချက်လက်တွေ ဖြည့်ပေးတာနဲ့မေဆွေတို့ဝင်ရောက်ပြီးတော့ join လို့ရမှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့စီးပွားရေးလုပ်ငန်းတွေကိုအကြံပေးမျှဝေပြီးတော့စီမံခန့်ခွဲမှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေပေးနေတဲ့မိုးဝေရံမြင့်ဖြစ်ပါတယ်။ AOD Business Center ရဲ့ founder လည်းဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။